းပွဲမင်္ဂလာပါဆိုမိမကျန်လုံကနေမြန်မာသတင်းများနှင့်နိုင်ငံတကာသတင်းများနားထောင်ကြရအောင်မေလ9ရက်2025အကျန်းဖတ်သမားစီရင်ဒီလက်အောက်ခံ CDF ဖွန်ဂရောင်လှုပ်ဆောင်ချက်အပေါ်ပြည်သူများစိုးရိမ်နေဧပြီလ9ရက်နေ့ည9နာရီအချိန်ခန့်တွင်အကျန်းဖတ်သမားဟာခါထန်တလန်တက်မရော်စီရင်ဒီလက်အောက်ခံ CDF ဝန်ကအဖွဲ့အစည်းကရက်ကော်ဒါမျိုးအမှတ်၂ရက်ွက်ရှိပြည်သူလူထုများကိုတအိမ်အောင်စုမှာတဦးစီမဖြစ်မနေအစည်းအဝေးတက်ရောက်ကြပါယံအမိန်အာဏာနဲ့အစည်းအဝေးဖိတ်ခေါ်ခဲ့ကြရတဲ့ဟုသိရပါသည်အဆိုပါအစည်းအဝေးမှာ CDF Fongram ဖွဲ့သေးတို့ကဦးဆောင်ပြီး CDF Fongram အတွင်းရှိပြည်သူလူထုများကိုတအိမ်အောင်ရင်တဦးစီ CDF Fongram တို့စစ်မှုမဖြစ်မနေထမ်းဆောင်ကြရင်ပြောကြားခဲ့တယ်ဟုဒေသခံတွေကလည်းသိရှိပါသည် recall တာရပြည်သူတဦးပြောပြချက်အရာကျွန်တော်တို့ recall တိုင်းမျိုးမှာအမှတ်၁ရက်ကွက်နဲ့အမှတ်၂ရက်ကွက်ဆိုပြီးနေကြပါတယ်အမှတ်၂ရက်ကွက်မှာလူရေးကပုံများပါတယ် recall တိုင်းမျိုးမှာဟောင်းကောလူမျိုးနွယ်စုတစုလည်းမနေကြဘူးရောထွေးပြီးနေထိုင်ကြပါတယ်ဟောင်းကောမျိုးနွယ်စုတွေထက်တခြားဟောင်းကောမျိုးနွယ်စုမဟုတ်တဲ့မျိုးနွယ်စုတွေကပိုပြီးများပါတယ် recall တိုင်းမျိုးမှာ CDF ဟောင်းတော်ထောက်ခံတဲ့လူလူရှိသလိုမထောက်ခံတဲ့လူလူကလည်းအများပြားရှိပါတယ်။အမိန်အာဏာနဲ့ကျွန်တော်တို့အမှတ်တနည်းရက်ွက်ရှိပြ။ဒီသူလူလူများကိုမိသားစုတစုလျင်အသက်16နှစ်မှ30ကြာအတွင်းအမျိုးသားပဲဖြစ်ဖြစ်အမျိုးမျိုးသမီးပဲဖြစ်ဖြစ် TF on ground တို့မဖြစ်မနေစစ်တင်နှန်းတက်ရမယ်ဆိုပြီးအမိန်ပေးခဲ့ကြပါတယ်။စစ်ပေးဆောင်ပဲဖြစ်ဖြစ် မျိုးခံတွေပဲဖြစ်ဖြစ်မင်းတို့မတက်ချင်ဘူးဆိုရင်ငါတို့သွေးနဲ့သူညရထားတဲ့ recorder မျိုးမှာမနေကြပဲထွက်သွားကြပါဆိုပြီးအမိန်အာဏာနဲ့လုံဆောင်ကြတာကတကယ်အာဏာရှင်ဆန်လွန်းနေဆိုပြီးဒေသခံတအူးကပြောဆိုထားပါသည် CDF Wangora ဟာလွန်ခဲ့သော2023ခုနှစ်တုန်းက တော်လန်ရေးချင်းချင်းဖြစ်တဲ့ CNDF ဟာထိပ်ပိုင်းကောင်းဆောင်များကို မကြာခဏဆိုသလို စစ်ဆေးဖမ်းဆီးခဲ့ကြသလို PO ချောင်းရှိ Human Association ကောင်းဆောင်နှင့်အဖွဲ့သူညရေးများအားလုံးကိုလည်းအမိန့်အာဏာနဲ့စစ်တင်နှံပေးခဲ့ကြတယ်ဟု သိရှိရပါသည်။အကြမ်းဖက်သမား CNF နှင့်တူလက်အောက်ခံတပ်သားတွေကဇုံမီဒေတာသွေးထုံရွာကို အာဏာသိမ်း အကျန်းဖတ်သမား CNE နှင့် CDF တင်စိန်ဘိန်းပီရင်ထန်စွန်းမုံကသွေးထံရွာကိုပြည်သူရှေ့မှာတနက်နဲ့အာနာရှင်တုံးပြီးသွေးထံရွာသူရွာသားများကို မောင်းထုတ်ခဲ့သည်တော်လန်ရေးကာလမှာစစ်ကောင်စီမတိုက်ခိုက်ပဲနဲ့အခုလိုပြည့်မရှိတဲ့ပြည်သူအပေါ်မှာအာနာရှင်စနစ်တုံးပြီးဒီမိုကရေစီနဲ့မကိုက်နေဘူးဟုဒေသခံတွေကနေသိရပါသည် ဣန္ဒနာခန်တသွီးကအခုလိုချက်ချင်းမောင်းထုတ်တာပြည်သူတွေဘယ်မှာသွားရမှာလဲခလေးတွေအသက်ကြီးပိုင်လူတွေလမ်းမလျှောက်နိုင်တဲ့သူတွေအတွက်အရန်ဒုက္ခရောက်တယ်လို့လည်းပြောခဲ့ပါသည်တော်လန်ရေးကိုခွင်ကောင်းယူပြီးသူများဒေတာနေမီသိမ့်ပိုက်ခြင်းဟာစကကနင့်မထူးခြားဘူးဟုပြည်သူလူထုက ပြောပါသည်ထွေပြောင်းလုတ်သားတို့မွန်ပြည်နယ်တွင်မဲပေးနိုင်ရေးမွန်နိုင်ငံသားစီစီရေးကလှုပ်ဆောင်ပေးနေ ရွှေပြောင်းလုံသားတို့လာမည့်နှစ်ကုန်ပိုင်းတွင်ကျင်းပမည့်စစ်ကောင်စီ၏ရွေးကောက်ပွဲကိုမွန်ပြည်နယ်တွင် ပါဝင်မဲပေးနိုင်ရေးမွန်နိုင်ငံသားစစ်စစ်ရေးကလှုံ့ဆော်ပေးနေကြောင်းရွေးကောက်ပွဲကော်မရှင်နှင့်နှီးဆက်သည့်တရင်ရေးမြစ်တအူးကပြောဆိုပါသည်ရွှေပြောင်းလုံသားတို့သည်စစ်ကောင်စီ၏မိဖက်နိုင်ငံရေးပါတီဖြစ်သည့်ပြည်တော်စုကြံ့ခိုင်ရေးနှင့်ခွင်ပြိုးရေးပါတီအတွက်မဲရင်အားတစ်ခုဖြစ်စေပြီး ရွေးကောက်ပွဲကျင်းပဖြစ်မည်ဆိုပါကရွှေပြောင်းလုတ်သားတို့ဆန္ဒပြုထည့်ထားသည့်မဲရီအတွက်တို့ကိုညင်းတို့မဲအင်းအားဖြစ်ရေးကြိုးပမ်းနေကြကြောင်းမွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့်နှီးဆက်သူတို့အူကနေသိရပါသည်ရွှေပြောင်းလုတ်သားတွေရှိသလောက်ကိုမွန်ဒေသခံတွေဖြစ်အောင်လုပ်ပြီးမွန်ပြည်နယ်မှာမဲပေးနိုင်ဖို့ လာဝကကနေနိုင်ငံသားစီစီရေးကက်တွေဖြည်းဖြည်းချင်းဆက်လုပ်ပေးနေတာရှိပြီးရွှေပြောင်းလုပ်သားတွေပေးတဲ့မဲဟာ UG ဖြစ်ရအတွက်မဲအင်အားဖြစ်စေရမယ်လို့ရည်ရွယ်ထားတာရှိရဟုပြောပါသည်သို့သောရွေးကောက်ပွဲမြည်သူမြည်ပုံကျင်းပမြည်ကိုဝင်ရောက်ရှင်ပြိုင်မြည်မှတ်ပုံတင်ခွင့်ပြုချက်ရပြီးသားနိုင်ငံရေးပါတီတို့ထံရွေးကောက်ပွဲကော်မရှင်မှတစုံတရာပြောဆိုညွှန်ကြားခြင်းမရှိသေးပေ။မွန်ပြည်နယ်တွင်ရွှေပြောင်းလုပ်သားအရေးအတွက်တိုင်းနှင့်ချီတီရှိနေပြီး စစ်ကောင်စီအဖွဲ့မှပြည်အောင်စုကြံ့ခိုင်ရေးနှင့် ခွင်ပြိုးရေးပါတီအတွက်မဲရင်အားတရဖြစ်ရေးနိုင်ငံသားစစ်စီရေးကပြောင်းလဲလှုပ်ဆောင်ပေးရန်ညွှန်ကြားမှုမတိမတာလှုပ်ဆောင်လျက်ရှိသည်မွန်ပြည်နယ်မှာတော့ရွေးကောက်ပွဲကိုရိုးရိုးသားသားလုပ်မယ်ဆိုငွေမနိုင်စရာအကြောင်းမရှိဘူးအခုက အဲ့လိုမှမဟုတ်တာငုံခစ်တုံးကလည်းသူတို့မဲနိုင်ဖို့အတွက်ပဲလုပ်တယ်စစ်တပ်ခစ်ဆိုလည်းကျန့်ဖွန့်ပါတီနိုင်ဖို့အရေးပဲသူတို့ကြိုးစားတယ်ရွှေပြောင်းလုံသားတွေရဲ့အင်အားကိုယူပြီးမဲနိုင်ရဖို့လုပ်တာက ထုံးစံပါပဲဟုငုံညညွေးပါတီဘ ഹു ကော်မတီမှအမည်မဖော်လိုသူတဦးက ဆိုပါသည် ပြီးခဲ့သည့်2015နှစ်2020ရွေးကောက်ပွဲတွင်လည်းရွှေပြောင်းလုံသားတို့ကိုယာယီနေထိုင်ခွင့်ကလုံဆောင်ပေးနေသည့်အပေါ်တိုင်းရင်းသားပါတီတို့ကရွေးကောက်ပွဲကော်မရှင်ထံကန့်ကွက်တင်ပြခဲ့တော်လဲရွေးကောက်ပွဲကော်မရှင်မှမဲပေးခွင့်ပေးခွင့်ပြုခဲ့ကြောင်းသိရပါသည်မြို့သမီးစီမံကိန်းများ၌မြန်မာပါဝင်ရန်ရုရှားဖက်ဒရယ်လွှတ်တော်ဥက္ကဋ္ဌဖိတ်ခေါ် ရုရှားနိုင်ငံကဆောင်ရွက်နေတဲ့မျိုးသမီးတွေနဲ့ပတ်သက်တဲ့စီမံကိန်းတွေမှာမြန်မာပါဝင်လာဖို့ဖိတ်ခေါ်တယ်လို့ရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌမစ္စဗလင်တီနာမက်ဘီယန်ကိုကပြောပါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပူချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဇနီးဒေါ်ဂျူဂျူလှနဲ့ရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌမစ္စ ဗလင်တီနာမက်ဗီယန်ဂိုတို့မေလ10ရက်ဒေတာစံတော်ချိန်မနက်ပိုင်းကရုရှားနိုင်ငံဖက်ဒရယ်ကောင်စီရုံးမှတွေ့ဆုံဆွေးနွေးရာမှာဖိတ်ခေါ်ပြောကြားခဲ့တာဖြစ်ပြီးတွေ့ဆုံဆွေးနွေးရာမှာရုရှားနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌကမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့မန္တလေးငလင်ကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက်ထပ်တူကြေကွဲဝမ်း နေမိပါကြောင်းပြန်လည်တိဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာရုရှားနိုင်ငံအနေနဲ့လည်းလိုအပ်တာတွေကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းရုရှားနိုင်ငံမှာအမျိုးသမီးစောင့်ရှောက်မှုစီမံကိန်းတွေရှိပြီးယူရေးရှားအမျိုးသမီးဖိုရမ်ကို၃နှစ်တခါပြုလုပ်လျက်ရှိကြောင်းအဲ့ဒီဖိုရမ်မှာကလေးငယ်တွေနဲ့အမျိုးသမီးတွေရဲ့စိန်ခေါ်မှုတွေကိုဖြည့်ရှင်းဖို့အတွက်လှုံ့ဆော်ပေးနေပြီး အမျိုးသမီးတွေနဲ့ပတ်သက်တဲ့စီမံကိန်းတွေမှာမြန်မာနိုင်ငံအနေနဲ့လည်းပါဝင်လာနိုင်ဖို့မျှော်လင့်ပါကြောင်းပြောကြားပါသည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးကပြန်လည်ပြောကြားရမှာမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလင်ဘေးဒဏ်ကြုံတွေ့ခဲ့ပြီးမှရုရှားနိုင်ငံအပါအဝင်နိုင်ငံတကာကကူညီထောက်ပံ့မှုတွေဆောင်ရွက်ပေးခဲ့ကြတဲ့အတွက်မြန်မာနိုင်ငံအနေနဲ့ အထူးပင်ကျေးဇူးတင်ရှိပါကြောင်းရုရှားနိုင်ငံရဲ့ဗတ်ပေါင်းဆောင်မှကူညီထောက်ပံ့ပေးမှုတွေဟာမြန်မာနိုင်ငံအတွက်အထောက်အကူများစွာဖြစ်စေပြီးပူးပေါင်းဆောင်ရွက်မှုတွေကိုအချိန်မြင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြန်လည်ပြောကြားပါသည် အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ရုရှားနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌတို့ဟာနှစ်နိုင်ငံကြားပညာရေးကဏ္ဍနဲ့စီးပွားရေးကဏ္ဍတို့မှာပူးပေါင်းဆောင်ရွက်သွားနိုင်မယ့်အခြေအနေတွေနဲ့ပတ်သက်လို့လည်းရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပါသည်။ပုံရဟန်းမင်းကြီးအဖြစ်ကာရီနယ်ရောဘတ်ပရီဘုတ်ကိုရွေးချယ်269ပါးမြောက်ပုံရဟန်းမင်းကြီးအဖြစ် အမေရိကန်ကာဒီနယ်ရောဘတ်ပရီဘူးစ်ကိုပုံရဟန်းမင်းကြီးအဖြစ်ရွေးချယ်လိုက်ပြီးဖြစ်ကြောင်း reader သတင်းမှာဖော်ပြထားပါသည်လက်တင်အမေရိကရှိ ကာလရှည်သာသနာပြုတစ်ယောက်ဖြစ်တဲ့ကာဒီနယ်ရောဘတ်ပရီဘူးစ်ကိုပုပ်လီယို14ပွဲနဲ့ရွေးချယ်လိုက်တယ်လို့အမြင့်ဆုံးအဆင့်ကာဒီနယ်တစ်ယောက်ဖြစ်တဲ့ဒိုမီနစ်မမ်ဘာတီကကြေညာခဲ့ပါသည်ပြည်နိုင်ငံမှာကာလရှည်သာသနာပြုခဲ့တာကြောင့်ပြည်နိုင်ငံသားပါဖြစ်နေတဲ့ပုံရဟန်းမင်းအစ်စ်ဟာ လီယိုဆဲလေးဆိုတဲ့ဝဲတော်ကို ခံယူมาဖြစ်ပြီးစစ်စတင်းခါပဲမိခိုးကောင်းတိုင်ကနေမိခိုးဖြူတွေလွင်ထွက်ပြီးနောက်ကွယ်လွန်ခဲ့တဲ့ဖရန်စစ်ဆက်ခံသူအဖြစ်ကာဒီနယ်ရွေးကောက်ပွဲဝင်133ရောက်မြောက်ဖြစ်တဲ့ရောဘတ်ဘရီဘုတ်ကိုရွေးချယ်ခဲ့တာဖြစ်ပါသည်စစ်စတင်းဖျားเจ้าအတွင်ကာဒီနယ်ကြီးတွေလှုပ်ဝက်မဲခွဲမှု ဒုတိယမြောင်းလေးမှာပဲယဟန်မင်းကြီးအစ်စ်ကိုရွေးချယ်နိုင်ခဲ့ပြီးတတ်တော်69နှစ်ရှိပြီဖြစ်တဲ့ကာဒီနယ်ရောဘတ်ပရီဘူးဟာအမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပေမဲ့ပီရူးကသာသနာပြုလုပ်ငန်းတွေမှာပဲနှိမ့်ညွတ်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ရောဘတ်ပရီဘူးကိုပထမဆုံးသောအမေရိကန်ပုံယဟန်မင်းကြီးဖြစ်လာတဲ့အတွက်ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ ဘလောက်ထိစိတ်လှုပ်ရှားစရာကောင်းပြီးငါတို့နိုင်ငံအတွက်ဂုဏ်ယူစရာကောင်းတလဲတာဟာအလွန်အဓိပ္ပာယ်ရှိတဲ့အခိုက်အတန့်တစ်ခုလို့ထရန့်ကချီးကျူးဂုဏ်ပြုပြောဆိုခဲ့ပါသည် ပါကစ္စတန်ကတရုတ်လုံခြုံရေးဖိုက်တာတွေတုံးပြီးအိန္ဒိယတိုက်လေယာဉ်နှစ်စင်းကိုပစ်ချခဲ့ ပါကစ္စတန်စစ်တပ်ဟာတရုတ်လုံထက်တစ်ဆက်တိုက်လေယာဉ်တွေကိုတုံးပြီးအိန္ဒိယလေးတပ်က တိုက်လေယာဉ်နှစင်းပစ်ချခဲ့ကြောင်းအမေရိကန်ယာရှိတွေကအတည်ပြုပြောဆိုခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြပါသည် ပေကျင်းရဲ့အစင်းမြင့်တိုက်လေယာဉ်တွေဟာပါကစ္စတန်လေတပ်အတွက်အဓိကထောက်တိုင်တွေဖြစ်လာတယ်လို့အမေရိကန်စစ်တပ်အရာရှိနှစ်ဦးခရိုက်တာကိုပြောကြားခဲ့တယ်လို့ဆိုပါသည်။အိန္ဒိယလေတပ်ပြောရေးဆိုခွင့်ရှိသူတဦးကတော့ ရိုက်တာရဲ့မေးမြန်းမှုကိုမှတ်ချက်ပေးဖို့ညှင်းဆန်ခဲ့တယ်လို့ပြောပါသည်။တရုတ်ကကြားတဆက်တိုက်ခိုက်ရေးလေယာဉ်တွေဟာအနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့တိုက်ခိုက်ရေးသုံးလေယာဉ်တွေကိုရှင်ပြိုင်နိုင်စွမ်းရှိတဲ့ဤပညာတွေနဲ့ထုတ်လုပ်ထားတာလို့လည်းရိုက်တာဖော်ပြထားပါသည်။ဒါတဆက်တိုက်လေယာဉ်တွေရဲ့စွမ်းဆောင်ရည်ကိုဝါရှင်တန်က အဓိကစောင့်ကြည့်နေကြတယ်လို့လည်းရိုက်တာရပြဆိုပါသည် ပါကစ္စတန်ကပြစ်ချခဲ့တဲ့အိန္ဒိယစစ်တပ်ကတိုက်လေရင်တွေဟာပြင်သစ်ထုတ်ရာဖော်အမျိုးအစားဖြစ်တယ်လို့လည်းဆိုပါနီးလက်တလောဖြစ်ပွားနေတဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားကနှစ်ဖက်အပြန်အလှန်လေကြောင်းပြစ်ခတ်မှုတွေမှပါကစ္စတန်စစ်တပ်ဟာ၁၆လေရင်တွေကိုအုံပြူတာမတွေ့ရပဲတရုတ်ကဝယ်ယူထားတဲ့ တဆက်တိုက်ရရင်တွေကိုသာသုံးနေတယ်လို့ရိုက်တာရဲ့အသင်းရင်းမြစ်အမေရိကန်စစ်တပ်အရာရှိတဦးကပြောဆိုကြောင်းဖော်ပြထားပါသည်ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခေါ်ဝါဂျာမီဟာမဒက်စစ်ဖကလည်းတရုတ်ကအစ်စ်ဝယ်ယူထားတဲ့တဆက်တိုက်လေရင်တွေကိုအိန္ဒိယလေတပ်ကိုတံပြန်တိုက်ခတ်ရာမှာအသုံးပြုခဲ့ပြီးအိန္ဒိယလေတပ်က Rafale လေယာဉ်၃စင်းကိုပစ်ချခဲ့တယ်လို့ရိုက်တာကိုပြောဆိုကြောင်းလည်းရေးသားထားပါတယ်။ ပါကစ္စတန်စစ်တပ်ကအုံပြုတ်သွားတဲ့တရုတ်ထုတ်ကြီးတစ်ဆက်တိုက်ခိုက်ရေးလေယာဉ်တွေဟာ generation 4သတ္တမ5အဖြစ်ထုတ်ထားတဲ့နောက်ဆုံးပေါ်အမျိုးအစားဖြစ်တယ်လို့လဲဆိုပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe လေးနဲ့ခေါင်းလောင်းလေးကိုနှိပ်ဖို့မမေ့နဲ့နော်